ပေဖူးချင်နယ်မှာကြိုဆိုပါရရှင်အခုမယန်းဒီမနုလေးတွေပေါ်နေတဲ့အတွက်မယန်းဒီလေးထောင်းစားမယ်မယန်းဒီကိုခွဲပြီးအစိထုတ်เสียမလို့အောင်တတိနုနုလေးတွေပဲရွေးဝဲထားပါတယ်မယန်းဒီ20သားအတွက်ပစွန်ချောင်းမုံထမင်းစားစွန်းနဲ့နှစွန်း မြေတီကျမုံကထမင်းစားစွန်တစွန်ငပိထမင်းစားစွန်နဲ့တစွန်မောင်မောင်တွွန်ဖြူအမွာကြီးကငားမွာငေုတ်တီ6တောင်းလိုပါတယ်။ဒီမြန်းဒီတောင်းထဲမှာပစွန်ကြောက်ကောင်လေးတွေထည့်စားခြင်းတဲ့အတွက်ကျမပစွန်ကြောက်ကိုထမင်းစားစွန်နဲ့နစွန်ထပ်ထည့်ပါမယ်။အရင်ဆုံးငေုတ်တီကိုထည့်ထောင်းမယ်။ပြီးရင်တွွန်ဖြူကိုညအောင်ထည့်ထောင်းပါမယ်။ ငြိမ်သည်အစံမုံပဇွန်ကြောင့်ကင်ထားတဲ့ငပိကိုထဲထောင်းမယ်။ စိတ်ကြိုက်ထောင်ပြီးသွားရင်မယန်းသီးကိုထဲပါမယ်။မယန်းသီးကိုနည်းနည်းချင်းစီထည့်ထည့်ပြီးထောင်မယ်။မယန်းသီးထောင်မယ်ဆိုရင်မယန်းသီးကိုအရင်ထောင်တာထဲစာရင်ငရုတ်သီးချက်သွွန်ဖြူငပြိကိုထောင်ပြီးအခုလိုမယန်းသီးကိုနောက်ဆုံးမှထည့်ထောင်တာကပိုအဆင်ပြေပါတယ်။ထောင်ရလဲလွယ်ပြီးအဖိတ်စင်လဲနေပါတယ်။ မရင်သေးစိတ်ကြိုက်ထောင်ပြီးသွားရင် စားချုံမှုအနေငယ်ထဲမယ်ပစွန်ကြောက်ကိုနောက်ဆုံးမှထည့်ထောင်းမယ်။မရင်သီးထောင်းတဲ့နဲ့သွားရုံအသာလေးပဲထောင်းမှမယ်။မရင်သီးထောင်းဆူဆူမွေးလေးဖြစ်သွားအောင် ပဲစီ ထမင်းစားစွန်းနဲ့ဒဇွန်ထဲဝင်မယ်။စီတိုက်တဲ့သူတွေအတွက်တော့ဒီထက်ခံရများထက်နိုင်ပါလေ။အရင်စားကောင်းတဲ့ရာသီစာမြန်ဒီတောင်းဆက်ဆက်လေးပါ။ကျမတော့ဒီမြန်ဒီတောင်းလေးကိုစုပုပ်ပဲရင်လေးနဲ့တွဲစားမယ်။ဒီမြန်နီထောင်းနီးဗီဒီယိုလေးကိုကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။